ကဲဒီကနေ့မှာတော့ပလေးသက်ကြီးတို့ကိုဒါတိုင်းဆန်တဲ့ရွာလေးတွေကိုသူတော်နဲ့တူခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ဒါနဲ့ channel လေးကို subscribe လို့ရသေးရင်တော့ subscribe လေးလုပ်ထားပြီးဘေးနားခလုံးလေးကိုလည်းနှိပ်ပေးခဲ့ကြပါဦးနော်။ဆိုတော့စားလိုက်ကြရအောင်ပါဗျာ။ထိုရွာလေးဟာထူးဆန်းတဲ့ရွာဆိုတာတဲ့ ရာကထူးဆန်းတာမဟုတ်ပေရာနီးမှရှိတဲ့ရာတွေကထူးဆန်းနေတာမျိုးပြရာလေးကတော့တမ်းမှန်ကျိလက်တော့ရာလေးတရားဖြစ်ပါတယ်ရာနောက်ဘက်မှာတော့တိပင်ကြီးတိပင်ငယ်တွေဖုံးလွှမ်းနေတဲ့လမ်းငယ်လေးတလမ်းရှိပါတယ်အဲ့ဒီလမ်းလေးဟာလူသွားလူလာသိမရှိတဲ့လမ်းလေးဖြစ်ပါတယ်လူရင်တော့ရောက်ဆိုတာကလည်းအကြောင်းရှိပါတယ်ထိုလမ်းထဲကိုရောက်လာနေထူထက်နေတဲ့တိပင်ကြီးတွေကိုအရင်ဆုံးတွေ့ရမှာဖြစ်ပါတယ် ဘေးကိုကြည့်တော့လေတစ်ပေတွေကိုပဲတွေ့ရမှာဖြစ်ပြီးအရှိကိုကြည့်လေအဆုံးရှိတဲ့လမ်းကြီးကိုမြင်ရမှာဖြစ်ပါတယ်အမှန်တော့အဆုံးရှိတာမဟုတ်ပေဒီမားတဲ့တစ်ပေတွေကလမ်းတစ်ခုလို့ကိုဖိုးအုပ်နေလို့ရှေ့ကိုမတွေ့ရတာဖြစ်ပါတယ်ဒါကြောင့်လေဒီလမ်းလေးကိုလူတွေတင်မကပဲရဟဒလိဆန်တွေတောင်မဝင်ရဲကြဘူးဗျာအဲ့လိုအများသူကဝင်မကြည့်ရတဲ့နေရာကိုမှတတော်တို့ရဲ့ပိတ်သက်ကြီးတို့ဝင်ကြည့်ကြမယ်ဆိုရင်တော့ ဆွတ်ပိတ်ထားတဲ့ဖျားကြောင်ကြီးကိုတွေ့ရမှာဖြစ်ပါတယ်။ထိုဖျားကြောင်ကြီးဟာဆွတ်ပိတ်ခံထားရတာကြာပြီဖြစ်ပြီးတော့ရောစောရဖျားဖြစ်တဲ့တခုတခုနေမှာတည်ရှိနေတာဖြစ်ပါတယ်။ပြီးတော့လေထိုဆွတ်ပိတ်ဖျားကြောင်၌အရှိတာမနေတို့ယဟန်တို့တပားမှမရှိကြပါဘူး။ဒါပေမဲ့ဝိဆုပြူနဲ့တီလာရှင်တပားတော့ရှိပါတယ်။ထိုတီလာရှင်ဟာသူ့တပားတဲ့အကြောက်လက်ကင်းမဲ့စွာနဲ့ထိုကြောက်ပြက်ကြီးနဲ့နေထိုင်တာဖြစ်ပါတယ်။ ။တပည့်မှရှိတဲ့ရွာကလူတွေဟာလေတိတ်မကြခင်မှာပဲပြဿနာတစ်ခုနဲ့ရေဆန်ခဲ့ကြရပါလေ။အဲ့ဒါကဘာလဲဆိုရင်တော့ဘုံမမဟုတ်တဲ့ဖြားနာမှုတွေတချို့ကလေတခုခုကိုစိတ်ထဲကကြောက်နေတဲ့စိတ်ရောဂါတို့ဖြစ်ပါရဲ့။အိမ်မက်တို့ဘာတို့မှလည်းတရိပ်လိုလိုတစည်လိုလိုရှိတဲ့ပုံရိပ်တွေကိုမကြကနာတွေးလာရတတ်ပါလေ။အဲ့ဒီလူကတလောက်တွင်မှမယောင်ချောက်ချာဖြစ်လာမယ် ပြီးတော့အေးပြက်စားပြက်ပြီးခွားတွေရုပ်လာတယ်ဗျာနောက်ဆိုတော့အပြက်ပြီးဒေကုံကြတဲ့စေတီပါဖြစ်လာခဲ့ပါတယ်ဒုစရတဲ့ယောဂါတွေဖြစ်လာတော့သူတို့လေတာဝဖြေရှားနေခဲ့ကြပါတယ်တချို့ဆိုရင်တော့လူချင်းတွေ့ရင်မိမ့်တီလာငါးတီလာနဲ့ထိုကိစ္စတွေကိုတီတိုးပြောနေကြတာပေါ့အခုလေညနေစေးမှာရှိတဲ့လူမျိုးကမင်းညကတိတ်သွားတဲ့လူတယောက်ကြောင့်ပြောနေခဲ့ကြတယ်ဗျာ ပြောဆိုဒါကသူတို့တွေမကြိုးစဖူးကြိုလာရတဲ့ဖြစ်တဲ့ဆိုလို့ပြောရမှာပေါ့ဗျာထို့လူညာကဒီလိုပြောနေကြတယ်ဗျာဟဲ့လူအဲ့ဒါအမှန်ပဲလားဗျခမည်းတွေ့ရတဲ့အဲ့ဒီလူပုံစံကျို့ကိုလည်းပြောပြပါဦးစိတ်မစားလို့ပါလူပုံစံကတကယ်ပညာညောက်ကြီးနဲ့တလားလားဒီမင်းမဆားရတဲ့ပုံစံဗျာဒူးကလည်းချုံပြီးမြေတွေးကလည်းကြာနေသေးတယ်ခန္ဓာကိုယ်ကလည်းဒီကုလို့မှယိုးကဘယ်နဲ့ချောက်လို့တော့ရေလို့ရနေတဲ့ပုံစံဗျာ ပြောရရင်တော့အယူပေါ်ရည်တင်းဆိုတဲ့စကားလိုမျိုးပေါ့ဗျာဟဲ့အဲ့ဟာတမ်းမမဟုတ်ဘူးပြူစားခံရပြီးတေးတာဖြစ်မယ်ဈေးတဲ့မိမကြီးကလည်းသူထင်မိတဲ့အတိုင်းခုလိုဝင်ပြောခဲ့တာပေါ့တေးချတာတခုကတော့ရှိသမျှရွာကလူတွေကလည်းကိုစီကိုစီကောက်ချက်ချပြီးတော့စိတ်ပါလက်ပါနဲ့ဒီเจ้าကိုပြောဆိုနေကြပါလေတချို့ကလည်းဒါဟာတမ်းမကိစ္စမဟုတ်တဲ့အကြောင်းနဲ့ရှုရခင်က ရှိခဲ့ဘူးတဲ့တော့ကြီးရဲ့ကြေစာဆိုးလို့ပြောရပါတယ် အရင်ကဆိုရင်စောပိတ်ခံဖျားကြောကြီးဟာတဲတစေတွေတောက်ကြချုပ်လိုက်ကြရတယ်ဆိုတဲ့ကောလာဟာလာတွေလည်းရှိခဲ့ဖူးပါတယ်။အချိန်တွေကလည်းတနေ့တစ်နေ့ပိုဆိုးလာတော့ရွာသားတို့လည်းအတုပ်ကမှကြောက်လာခဲ့ကြတယ်ဗျ။ဒါနဲ့ဘယောကကုတဲ့ဆရာအောက်ချားကိုဖိတ်ခေါ်ခဲ့ပြီးဒိုပြဒနာကြီးကို ခေရှင်းစေခဲ့တာပေါ့။ဆရာအောက်ချားကလည်းရွာမှာထူးခြားတဲ့အရာတွေဘုံမှမဟုတ်တဲ့သူတွေကြောင့်စတင်မေးမြန်းခဲ့ပါတယ်။အဲ့ဒီမှာ ဘုံမှန်မဟုတ်တဲ့သူဆိုလို့ရောစောရွာပြားကကြောက်ပြက်ကြီးမှရှိတဲ့တီလာရှင်ကြီးကိုတွားပြီးတော့တွေးမိကြပါလေအဲ့ဒါနဲ့တီလာရှင်ကြီးကဘသူလဲဆိုတော့သူမနာမည်ကမဆာဦးဖြစ်ပါတယ်သူမဟာတနာစရာကောင်းလာပြီးလောကရဲ့ငါးနဲ့ကသူမရဲ့ယောက်ျားနဲ့အမေဖြစ်သူတို့ဟာစိုးပါကွယ်လို့တွားခဲ့ကြပါတယ်ဒါကြောင့်မဆာဦးကလည်းလောကကြီးမှာအသက်ရှိရာတာညီးငွေလာပြီးတော့ထိုကြောက်ပြက်ကြီး၌တီလာရှင်လိုရေတန်းကြည့်ကြံနေကြတာပေါ့ ဒါပေမဲ့တကယ်ထူးခြားတဲ့အရာတွေကအခုမှစမှာဖြစ်ပါတယ်ဒီခေတ်တလလဝေါ်ချိခက်ကညဘက်တွေမှာသူမရဲ့ရဲ့ရောင်ကိုစတဲ့တွေးလာကြတယ်ဗျာသူတို့တွေးလိုက်တိုင်းလေညာကြီးချိန်မတော်ဖြစ်ပြီးဒူးဆန်းစွာတွာလာနေကြတာပုံဒီလားရှိဆိုပေမဲ့အဲ့လိုဝိဆူဖြူကြီးနဲ့ဆိုတော့တချို့သူတွေကလည်းလက်ပြနေကြပါတယ်ပြီးရင်တော့တော်ပဲကြီးကိုဥတီလျှောက်သွားပြီးတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားတဲ့ပါတယ် ထိုเจ้าကိုပြောနေကြတော့မှာပဲနောက်ထပ်လမ်းပြစရာတင်းတစ်ခုကိုကြားလိုက်ရပါတယ်အဲ့ဒါကကျွဲတွေဟာအเจ้าပြချက်မရှိပဲရုတ်တရက်တိတ်ဆုံးကုန်ချတာပါတမာထွားချိန်ပြီးကြားမတဲ့ကောင်းပြီဖြစ်လို့သိရတဲ့အကြောင်းရင်းဟာလေစေစားစရာပဲဖြစ်နေခဲ့ပါတယ်ကျွဲရဲ့ခန္ဓာကိုယ်ကလေငကိုမူရနဲ့မတူပဲတွေးတယ်မရှိတော့သလို၆ကဲ့နေတာဗျပြီးတော့၆နေတဲ့သတိချို့လေကျွဲရဲ့ပေါ်မှာရှိနေခဲ့တာကိုတွေ့ခဲ့ရပါတယ်ဒါဆိုရင်တော့ တဲ့တွားတကောင်ကသွေးဆုပ်သွားတယ်လို့ပဲမှတ်ယူရမှာပေါ့ဗျာငါတို့ရွာမှာတော့ပုံမှန်မဟုတ်တာပြီးဖြစ်နေပြီကွာအခုလည်းကြည့်စမ်းပါဦးမနေ့ကလူသေးတယ်ဒီနေ့လည်းကြာတော့ကျွဲတွေပါထဲ့သေးတယ်တဲ့လားဘာပြီးဖြစ်နေရလဲကွာပယောကဝေတာတကြီးရဲ့ဒီကိစ္စကိုဘယ်လိုလုပ်မှလဲဟာမဖြစ်နိုင်တာငါကတော့ဒီတရဲတစေတွေကိုသိမယိုချင်ဘူးကွာဘာလို့လဲဆိုတော့ခလေးဘွားကလေးကနေကိုကြီးတီဒီကိစ္စတွေကိုမပြည့်ကြိုခဲ့ဘူးလို့ပဲ အေးဒါပေမဲ့ဘာပဲဖြစ်ဖြစ်ပါလေဒီချိန်ဒီမှာအားလုံးဂယူတိုက်ဆိုင်နေကြပါငါတို့စီကိုဘေးကင်အိုင်ဒီယာတခုရောက်လာတော့မယ်ကွယ်ဒါကြောင့်ဖျားတရားတွေလည်းလုံးကြပါရွာမှာလက်တော်ဖြစ်နေကြတဲ့တိပြောက်ကိစ္စတွေကြောင့်ရွာကလူတွေလည်းစိတ်ပူကြောက်ရွံ့နေကြကြပါလိမ့်။ဒါကြောင့်နေဝင်ပြည်ဆိုတာနဲ့အေဒီကားတွေပရိပောက်တွေပြေးပြီးတော့အတံထွက်ပဲတိတိစိတ်နေထိုင်ကြရပါလေ။တချို့ကလည်းအိမ်မှာရှိတဲ့နေတွေဖျားတွေကို ။ဦးစောပါဒရှိခိုးပြီးတော့သူတို့ကိုစောက်ရှောက်ပေးဖို့တောက်ဆိုကြတယ်ဗျာ။ကိစားတွေကတပြေးပြေးနဲ့နည်းနည်းလာပြီးဘယ်တော့မှကုန်းလက်ဖြစ်လာမလဲဆိုပြီးကြုံနေကြတာပေါ့ဗျာ။ခရဲတွေကလည်းအီးမေးလ်လိုလိုပြင်မာလက်တွေ့လိုလိုနဲ့သူတို့စီကို ရောက်လာလေရှိပါတယ်။အဲ့ဒီသူကတော့တီလရှည်ကြီးဖြစ်ပြီးခွဖြိုးနေတဲ့အသားရည်မဲနေနေတဲ့နှခမ်းနဲ့မျက်ဖြူကြီးလန်ကအင်မတန်မှကြောက်လန့်စရာမြေခွင်ပုံ။ ညတကောက်ဆိုရင်တော့ခလေးတွေကကြောက်အားလက်အားနဲ့အုံငိုကြပါတော့တယ်။အဲ့ဒီခြေတော်မှာမိဘတွေကလည်းသူတို့ကလေးဘာဖြစ်လဲဆိုပြီးအပြေရွာဝင်ရောက်လာကြတာပေါ့။ဒါပေမဲ့သူတို့ဝင်လာတဲ့ခြေဆိုရင်တော့အခန်းထဲမှာထူးခြားတဲ့နတ်တစ်ခုကိုခံစားမိနေခဲ့တဲ့ကြာ။အဲ့ဒီအနတ်ကအပုံနဲ့လိုလိုဘာလိုလိုနဲ့အတော့ကိုစိုးရတဲ့အနတ်ကြီးဖြစ်ပါလေ။ဒါဆိုတော့မိဘတွေကလေကြက်သေးတွေထပြီးတော့တစိုးတယောက်အခန်းထဲရှိနေသလိုဖြစ်နေကြတာပေါ့ဗျာ။ ။နောက်တည့်ရက်ကျတော့ရွာသူရသားတွေအားလုံးသူတို့အိမ်မှာထူးဆန်းတာတွေကြုံနေရတဲ့အကြောင်းတကြီးတို့ကိုတိပြပြောဆိုခဲ့ပါတယ်။ခလေးတွေကလည်းတိလရှင်ကိုတွေ့နေရတယ်ဆိုတာကိုပြောပြခဲ့တာပေါ့။အဲ့ဒီတော့မှတိလရှင်မဆာဘူးဆိုတာဘလို့နေတယ်။သူ့ရဲ့နောက်ကျောက်ကရောဘလို့ရှိတယ်ဆိုတာကိုစုံစမ်းသိရှိသွားခဲ့ကြပါတယ်။တကယ်တော့မဆာဘူးဆိုတာအရေးကမြို့မှနေတဲ့မြို့သူတယောက်ဖြစ်ပါတယ်။ ူရဲ့ယောက်ျားကလည်းချမ်းသာကြွယ်ဝပြီးတော့မဆာဦးတဲ့အရဲ့ဦးတဲ့ဇနီးကြီးတယောက်လည်းရှိပါတယ်။ဒီနေ့မှာတော့မဆာဦးကအကြောက်တစ်ခုကြောင့်ဇနီးကြီးကိုဓာတ်နဲ့ရက်ဆက်စွာထိုးတက်ခဲ့တဲ့တောက်လေးတည့်ရရပါတယ်။ဒါကြောင့်အဲ့ဒီခြေကနေစပြီးတော့ဒီရွာကစောဖက်ဖျားเจ้าကြီးမှာလာရောက်ခြေရဖြောက်နေခဲ့တာပေါ့။သူတပားကိုဓာတ်နဲ့ထိုးတက်ခဲ့တယ်လို့ပဲဒီချိန်မှာသူပြခံရမယ့်ကြောက်ကိုတွေးကြောက်နေခဲ့ပါတယ် ဒါကြောင့်ရှေးသာချင်းရဲ့လမ်းစဉ်ဖြစ်တဲ့ကွေတက်ကိုဒုတိယစီကြည်ကြံခဲ့တာပေါ့အဲ့ဒီကြည်စင်မာရီကြောင့်ပုံမှန်မဟုတ်တော့ဘဲသူ့ကိုယ်တည်းကိုတစုံတစ်ယောက်ဝေရောက်နေတိုင်းခဲ့တယ်ဗျဒါကြောင့်အခုဆိုရင်သူဟာတီလာရှိနေမှတူပဲကြောက်စရာဝိညာဉ်တစ်စိတ်ဖြစ်ဖြစ်နေခဲ့တာပါသူမဟာနေခင်းမှာတော့စောပဲ့ပြားကြောင်းတိုင်းအိတိုင်တဲ့ဒီလရှိတဲ့ဘာပြေတွေ့မိရမှာပါ။တို့ပေမဲ့ညဆိုရင်တော့ခိုးရခိုးဝဲလို့ပြီးတင်ရာကို ထွက်သွားလေရှိပါလေ အဲ့ဒီနေရာကတော့ခရီးကြောက်ရဲ့နောက်ကအခန်းလေးတစ်ခန်းကိုပါအဲ့ဒီခါထဲမှာအယိုးကောင်းတွေစီမီးတွေနဲ့သူမတက်တဆိတ်ကြည့်ကြအားထုတ်တဲ့နေရာဖြစ်ပါတယ်သူနေရာမှာတော့သူမရဲ့အသက်ယူတန်ကလွယ်ရည်ဘာသာမှမကြားရလောက်အောင်ပဲတက်ဆိတ်နေတဲ့နေရာရှိပါတယ်အဲ့ဒီမှာသူမဟာမတင်နေတဲ့ကြည်စင်တွေကိုကြည့်ကြနေခဲ့ရင်နောက်ဆို ပြီးထန်ခက်ခဲတဲ့ဆိတ်ကိုရောက်ရှိလာခဲ့ပါတယ် အဲ့ဒီဆဲကိုရောက်ရင်တော့အမဲသားဆဲကိုစားကပဇက်ကနေလဲမထရန်တချို့ကိုရော့ဆူရမှာဖြစ်တယ်ဗျာအဲ့ဒီဆဲကိုကြော်လော်နိုင်ခဲ့မယ်ဆိုရင်တော့သူဟာတကယ်ရှေတန်ကျေဆုလက်ကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်သူမလေးကြည့်စီရဲ့လမ်းကြောင်းတိုင်းငူလဲမသွေးကြိုးစားကြည့်ကြခဲ့ပါတယ်ဒါပေမဲ့တကယ်အစိုးသက်မှာကြာတော့သူမျောလင့်ထားသလို ဖြစ်မလာခဲ့ပါဘူးကြည့်စီမပြေးခင်ပါပဲသူမစီကိုတစုံတစ်ယောက်ရောက်လာခဲ့ပါတယ် မမီရတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာဒူမစီကိုဝေရောက်ပုတ်ခဲ့ပြီးတော့ခါရာကိုကိုလည်းစတဲ့ထေးချုပ်ထားလိုက်တာပေါ့ဒူမအနေနဲ့လည်းအဲ့ဒါကိုဘလို့မှမတောက်ခံနိုင်ပေအခြားတယောက်ဖြစ်အပြည့်ဝပြောင်းလဲသွားခဲ့ရတယ်ဗျာဒူမလည်းထိုချေကနေစပြီးတော့မဆောက်မဟုတ်ပေဒစီတကောင်ဖြစ်သွားခဲ့တာပေါ့ရွာသားတယောက်ကလည်းစိတ်ပူကြောက်ကြစွာနဲ့ဟာဒါဆိုဒီလိုက်ထားလို့ဘယ်ဖြစ်မလဲဗျာသူဒီညလေရွာထဲကိုတေချာဖို့ဝင်လာလိမ့်မယ် ီးရင်တော့သူတခုခုလို့မှာပဲလေဂျိုတိုကတကြိုတယောက်ဒုက္ခမြောက်ခင်မှာသူ့ကိုဂျိုတိုနှင်းနှင်းလိုက်ရင်မကောင်းဘူးလားသူမလာခင်ဂျိုတိုသူ့စီကိုတွားရအောင်ဘယောကဆရာကြီးကလည်းအေးမင်းပြောတာဟုတ်တယ်ကွာရန်သူထက်လုံဦးမှုယူတာမှငါတို့ကအသာစီးရမှာဒါပေမဲ့သူကဘလောက်တော့စွမ်းကြီးနေပြီလဲဆိုတာမသိတော့ငါတို့အသက်အန္တရာယ်ရှိတယ်မဲတို့ကြားဘူးလားစီလိုချင်းဒီအင်အားတဲ့ ူအစွားကြီးတယ်ဆိုရင်တော့မှငါတို့ဝိုင်းသမိုင်းရင်တော့သူလည်းမျှော့ပါမှာပဲလေအဲ့တော့ငါတယောက်တည်းမသိနိုင်ဘူးကွာသိရင်လည်းအကိုသိကြတာပေါ့ညကြရင်ငါတို့အတူပွားကြမယ်အကိုလိုအစ်စ်ပြေထားကြဒါကြောင့်ညရောက်တာနဲ့သူတို့ရွာသားတွေအားလုံးတက်ညီလက်ညီနဲ့ရောက်လာခဲ့ကြတယ်ဗျာသူတို့ယူလာတဲ့မိတဲ့တွေရဲ့လက်ရောက်ကဖျားကြောင့်ဒီတစ်ဝိုင်းနေတည်နေလေရှိပါတယ်မိရအောင်မှာတော့စူဝဲရဲ့နေကြတဲ့ရွာသားတွေရဲ့သူတို့လက်ထက်ကပြည်စည်းတွေရဲ့ပေါ့ဗျာ ဘယောဂဆရာရဲ့လက်ထဲမှာတော့အစာလက်ဖွဲ့တွေတဲဖမ်းမဲ့ဂျုံဝင်တွေစုကိုက်ထားလျက်ရှိပါတယ်။ဖာသာတွေရဲ့လက်ထဲမှာတော့ကျိုးတွေဒုတ်တွေဓာတ်တွေခရီးသီးတွေနဲ့အတကူစော်ကြတော့မဲ့ပုံစံကြ။ဘာလာတဲ့မိမသားတွေကတော့စိုးရိမ်ကြောက်လန့်နေကြတာပေါ့။ဘယောဂဆရာကြီးကတော့ဘလို့ချင်းနေပဲဖြစ်လာခဲ့ပါစေလူစုမကွဲစေဖို့ဗတိပေးပြောဆိုခဲ့ပါလေ။ငါတို့အလိုမိကုနေနေဖို့ရောက်လာခဲ့တာ။ဒီညာကမိတွေနောက်ဆုံးညာဖြစ်သွားလိမ့်မယ်။လူတွေကလည်းခါကြောက်ရှိမှာ တဇိမကြီးကိုထွက်လာခဲ့ဖို့ဝိုင်းပြီးတော့အော်ဖေ့နေခဲ့ကြပါတယ်။အဲဒါကြောင့်တိတ်မကြခင်မှာပဲတဇိမကြီးကလည်းထွက်လာခဲ့တာပေါ့ဗျာ။တဇိမကြီးနဲ့သူတို့မန်နေဂျာဆိုင်တွေ့လေရတော့ထိတ်လန့်ကူကြပါတယ်။ဖုတ်ဝင်နေတဲ့ခန္ဓာကိုယ်ကြီးလိုဖြူချော့နေပြီးတော့မလုံးတွေကလည်းတဲတုပ်စရာကြီးဗျာ။တဇိမကြီးကလည်းသူ့ရဲ့နေရာမှာအော်ကြီးဟဲ့ကျဲလာလို့ရကောင်းလားဆိုပြီးစိတ်တူနေခဲ့တာပေါ့။လူအုပ်ကြီးနဲ့မို့မင်းတို့နိုင်မထဲလို့လား။ ကျောက်ဆရာနာကြီးနဲ့ထို့သို့ပြောပြီးတော့ကြလောစွာရီမောအောင်ဟဲ့နေကြတာပေါ့ဘယောကဆရာကြီးကတော့ဘာမှပြောမနေတော့ပေလို့ဆရာရှိတာကိုပဲလို့ကင်ခဲ့ပါတယ်။ဒါကြောင့်အစ်စ်ပြထားတဲ့ပြာမှုတွေပြည့်ဒဇီမကြီးကိုတိပြလိုက်ပါတယ်။အစီရင်ပြာမှုတွေဟာဒဇီမကြီးရဲ့အသားကိုထိသွားတဲ့ချိန်မှာတော့အမဲစုပ်တွေဖြစ်လာကအော်ဟင်းညီးတွားနေခဲ့တယ်ဗျာ။တကယ်တော့မိတော်တကယ်တော့ပူလောင်တော့တာတွေကြောင့်အခုလိုအော်ဟင်းနေခဲ့တာပေါ့။ ဒါပေမဲ့ခဏကြာမှာတော့ဒီလိုပြောတယ်ဗျာအဲ့လိုဖြစ်မဲ့ထင်လို့လားနိုးနော်အဲ့လောက်နေနဲ့ငါ့ကိုဘာမှဖြစ်အောင်မလုပ်နိုင်ပါဘူးကွာအဲ့ဒီနောက်သူရဲ့လက်ကိုဝေရမ်းလိုက်ပြီးတော့လူအိုကြီးကိုအစွမ်းနဲ့တော်ထုတ်လိုက်ပါတယ်ဒါကြောင့်လူတွေလည်းကြောက်တနေရလွတ်ထွက်ကိုကြပါတယ်တချို့ကလည်းတိပိပေါ်နိုင် တွဲလောင်းဖြစ်နေကြတာပေါ့ကြမ်းတဲ့တချို့ကလည်းကောင်းဝေချီတွေတိပိနေဆောင်းမိပြီးသွေးထွေးပြာယူဖြစ်ကိုကြပါတယ် အဲ့ဒီနောက်တော့သူတို့တဲ့ကလူချိုးကလည်းပြန်မထနိုင်ပေမောက်ကိုကြပါတယ်။ပြီးတော့လေပြင်းတွေကလည်းရုတ်တဲ့တဲခဲလာပြီးမြူခိုးတွေထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီမြူခိုးတွေကတမ်းမှမြူခိုးမဟုတ်ဘူးဗျ။ရသားတယောက်လေထိုမြူခိုးတွေကိုရှူမိပြီးတော့ဒီဇက်ကနေသွေးတွေထွက်ကလဲကျသွားပါတော့တယ်အဲတော့မှမြောကန်းဆရာကြီးကလေမြူခိုးတွေအကြောင်းသဘောပေါက်သွားခဲ့ပါတယ် ဒီချိန်မှကြီးကတော့ရီခိုးတွေကြားထဲကနေတဖြည်းဖြည်းနဲ့နောက်ဆုတ်ထွက်ပြေးသွားခဲ့ပါတယ်။အဲဟာတိမ်မေးမြူခိုးလို့ခေါ်တယ်။အစင်းမြင့်မိတ်စာပြီးအသွေးပြုတ်လိရှိတယ်။ဒီမြူခိုးတွေကိုမေလိုသတိထားကြပါ။ငါသူ့နောက်ကိုလိုက်သွားဦးမယ်။ဘယောကဆရာကြီးဟာဖြည်းပြီးသွားတဲ့ဒီချိန်မှရေနာကိုတေးလိုက်သွားခဲ့တာပေါ့။ဒီလချက်ဒီချိန်မှကြီးကတော့သူ့ရဲ့ကျောင်းပေါက်ကိုတက်ပြေးသွားခဲ့ပြီးထိုနေရာမှာရှောက်ထွက်သွားဖို့လုပ်နေခဲ့ပါတယ်။ အဲဒီမှာပြောခစီယာကလက်ထဲကဂျိုဝင်းကိုဒဇိမကြီးစီဖြစ်ပြီးတော့ဂါရာမာဂရန်တို့ကိုရုတ်ဆိုလိုက်တယ်ဗျဂါရာပဲရုတ်လို့ပြီးမှာတော့ကြောက်စော့ကြီးတခုတို့လေမီယိုဟုန်ထားလို့ပါတော့တယ်ကြီးမားတဲ့မီတော်ကြီးတွေကကြောက်စော့ကြီးတခုလို့နဲ့လောက်ကျွမ်းပြန့်နှံ့သွားခဲ့ပါတယ်အောက်ကရွာသားတွေကလေထိုမီတော်ကြီးတက်ကဒဇိမကြီးကိုစောက်ကြည့်နေခဲ့ကြပါတယ်အဲဒီချိန်မှာဒဇိမကြီးကမီတော်ကိုကြောက်ရွံ့ပြီးအော်ဟိတ်နေခဲ့ပြတယ်ဗျဖြစ်ချင်းတော့ ီလရှိတဲ့ဇေကြီးရဲ့အာနယ်ကျေးဟာမီးတောက်ဖြစ်နေခဲ့ပါတယ်။ဒါဆိုရင်တော့သူကမီးနဲ့တက်မှပဲဒေးနိုင်မယ်ဆိုတဲ့သဘောပေါ့ဗျာ။အဲဒါကြောင့်ဒီဇေမကြီးဟာမီးထဲမှာဆက်မနေတော့ပဲအောက်သို့ခိုစင်းလာပါတော့တယ်။အောက်ကိုရောက်တဲ့ချိန်မှာတော့မဲတို့တော်တော်တက်တိကောင်းနေကြလဲပေါ့လေ။ငါပြန်ရောက်လာတဲ့ချိန်ကျရင်တော့မဲတို့ပေပြီးလို့သာမှတ်လိုက်။အဇံဆိုရင်အော်ဟိဟီမော်ပြီးသူတို့ကိုတတိပေးပြောဆိုခဲ့ပါတယ် ကြည်ရတော့ထိုတစိမကြီးဟာလွယ်လွယ်နဲ့စိတ်မမဟုတ်ပဲဒီရွာကိုလေနောက်ထပ်ပြန်လာခဲ့မယ်ဆိုတဲ့အတိတ်ပဲပဲဖြစ်ပါတယ်အဲ့ဒီနောက်တော့ကျောင်းဆော့ကြီးရဲ့နေကနေတော့ယူတဲ့ကိုပြေးဝင်သွားခဲ့တယ်ဗျာအခုချိန်မှာတော့ဘေယောကဆရာကြီးနဲ့တစိမကြီးတို့ဟာသူမတာကိုအာသူဘဖြစ်နေခဲ့လို့တရက်ကိုတယောက်နာမည်ယူနိုင်ခဲ့ပါဘူးသူတို့ဆက်ပြီးတော့တိုက်ခိုက်ကြမယ်ဆိုရင်တော့နှစ်ဖက်စလုံးကအထိနာကြမှာဖြစ်ပါတယ်ဒါကြောင့်ဆရာကြီးလည်းဒစီမကြီးကိုဒီတိုင်းတော့ပေးလိုက်ရတာဖြစ်ပါတယ် ဒီစိမကြီးဟာဒေါ်နေဂျီတက်ကိုပြေးဝင်သွားခဲ့ပြီမယ်သူ့ရဲ့ဂီတာလေးဟာထင်ရှား၌ဖက်တီထက်ပြီးကြာနေခဲ့ပါလိမ့်သူနေတဲ့ရဘုရားယောက်ကြီးကတော့မိတော့တွေပြီးနေပြိုကျပျက်စီးနေခဲ့တာပေါ့ဒီစိဆိုးတဲ့မျိုးကလည်းအမျိုးကြီးတဲ့အမျိုးတွေဖြစ်လို့သူတို့တေချာဖို့ပြန်လာခဲ့မှာဖြစ်ပါတယ်ဒါကြောင့်ဒီဈေးမကြီးသာပြန်လာခဲ့ရတော့သူတို့ဘလို့ရေဆန်ကြမလဲဆိုတာစိတ်ပူနေခဲ့ကြတာပေါ့။ဒူတော့နောက်တစ်ခါပြန်လာခဲ့ရတော့ဘိုလဲလောက်ဘူး။ပေးစားပေါ့ အခုတည်းပို့ပြီးတော့အစွားကြီးနေလို့တယ်။ဒါကြောင့်သူပြန်မလာခင်ငါတို့ရောက်ကိုစီတာပြီးတော့ပြည်စင်စရာရှိတာပြည်စင်ရလိမ့်မယ်။ထို့တဖြင့်ငါတို့မှာပို့ပြီးတော့ဂရုစိုက်ရလိမ့်မယ်နော်။အခုတော့ဒီနေရာကငါတို့ထွက်သွားကြရအောင်။ဒဇိမကြီးကတော့အခုချိန်မှာတော့ဦးကြီးတဲ့ရောက်နေခဲ့ပြီးရွာသားတွေကိုလည်းဂလက်စားချေဖို့တွေစတဲ့ကြံစီနေခဲ့ပါပြီ။တော့ဦးကြီးရဲ့ဟိုးနဲ့ဆိုင်တဲ့နေရာတခုမှာတော့မြို့နေတွေရှိနေခဲ့ရဲ့ဗျာ။ ထူမြူနေတွေဟာမြေကြီးပေါ်နဲ့ညစ်တဲ့နေပြီးတော့တေကိရာတစ်ခုကိုဖော်ကျိုးနေခဲ့ပါလေအဲ့ဒါကတော့ဖီလာချေတဇိမကြီးကိုဖြစ်ပြီးထူနေရာနဲ့နေမှာသူရှိနေတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်ဒါကြောင့်ရသားတွေကလည်းအခုကစပြီးတော့တဇိမကြီးရဲ့ရန်ကနေလွတ်ဖို့ဒေါ်ကြီးတဲ့ဝေးရောက်သွားလာတာတွေကိုရက်တက်လိုက်ကြပါလေနောက်တစ်ခါကျရင်တော့တဇိမကြီးကပဲလက်ဦးမိုးရသွားမလား ဘယောဂဆရာကြီးတို့ကပဲဒဇိမကြီးကိုနိုင်ယူသွားနိုင်မလားဆိုတာစောင့်ကြည့်ရမှာပေါ့ဗျာအခုတော့ထိုဒဇိမကြီးဟာတော်ကြီးတဲ့သွာလာလှုပ်ရှားနေခဲ့ပြီးသူ့ရဲ့အစွမ်းတွေတိုးလာအောင်ထမ်းမှကြည့်ကြံနေခဲ့ပါလိပြီးတော့လေမကြာခဏရွာဘက်ကိုရောက်လာလိရှိပြီးအမေးစောင့်ကြည့်နေလိရှိပါတယ်ရွာထဲကိုသာဝင်လာလို့မရပါဘူးလေလူတွေရဲ့အိမ်မက်ထဲကိုတော့ဝေးရောက်ချောလန့်လိရှိတယ်ဗျာ သူရဲ့စေခေတာပြီးတဲ့မြို့ခိုးတွေကလည်းညာဘက်တွေမှာရောက်လာလို့ရှိတာကြောင့်လူတစုကတော့စောက်ကြည့်နေလေရှိပါသည်လိမ့်သက်ကြီးတို့ကရောအခုချိန်မှာတဲတစေတကောင်နဲ့တွေ့ခဲ့မယ်ဆိုရင်သူတို့ ਨੇ ခြေဆိုင်မလားခက်ပြင်းမလားဆိုတာပြောခဲ့ကြပါဦးဗျာတတော်ကတော့ခက်ပြင်းပါပါโอเคပါဒီကနေ့ရဲ့တင်ဆက်မှုကတော့ဒီလောက်ပါပဲဗျ channel လေးကို subscribe လုပ်ရသေးရင်တော့လုပ်ထားခဲ့ကြပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်